မင်းသားရင်းရှာဖို့မလွယ်တဲ့ဂုံပြူမှုတွေနဲ့တူဗလာဝေးတဝေးကိုတင်ညာနေကြီးရရှိလာရေးဖို့ချင်းမြို့ရှိမင်းသားလေးဖို့ချစ်ကတော့စန်တတဲကောက်ွက်တီနဲ့တူပရိသတ်တီရဲ့ချစ်တော်ဥပါဖြစ်ကြသူပါအကားလာရီထုချွန်နေပြင်ဘက်ဆုံရမှာပါကျွမ်းကျင်တာကြောင့်လေပရိသတ်တီအနေနဲ့ချီးကျူးနေရတာဖြစ်ပါရီဒါကြောင့်လေပွေချိုက်ခင်ပရိသတ်တီအနေနဲ့ဖို့ချစ်ကိုပြန်လေးမြင်တွေ့လာနိုင်ဖို့ရေးစောင့်မျှော်လာခဲ့ကြတာလေးဖြစ်ပါရီလက်ရှိမှာတော့ဗလာဝေးရီနဲ့တူတိမ်မောင်းရာနဲ့ချီရရှိလာတာကြောင့်ပရိသတ်တီအနေနဲ့ချီးကျူးနေကြရတာဖြစ်ပါရီ ခိုးချင်နေနဲ့ငငယ်ရွယ်နဲ့တူတပီးဥက္ကဋ္ဌပြေဆောင်ရွက်ပြီးကြရသူဖြစ်ပါရီတပီးနုပညာရှင်နေရင်အခြားချီကျူးရတဲ့ဒီဆွေးဆောင်ပြနိုင်ခဲ့သူဖြစ်တယ်လို့လူရှင်တော်ကြီးတွေကပါလီးဆောက်လာခဲ့ရတာပါဒါကြောင့်လင်းတပီးချက်ကြီးနဲ့ပတ်သက်ကအစ်မကောင်းဖြစ်ခဲ့ကြရတာကြောင့်လေသူပြိတက်တိုင်းရပါယူနာတက်ခဲ့ရတာဖြစ်ပါရီလက်ရှိမှာတော့ပြပြမှုတချို့နဲ့တူခိုးချင်နေနဲ့ပြန်လင်းစတင်ထားခဲ့တာဖြစ်ပါရီအောင်မြင်မိသားမင်းသားတက်လက်နေနဲ့ရှုံပွေးတညတွေတိမ်မောင်းရာနဲ့ချီရတက်တာဖြစ်ပါရီအများစုကတော့ကြည့်ရှုသူတွေရဲ့အားပေးမှုကြောင့်ပဲ တိမ်မောင်း300ကနေ400တရရှိတဲ့ကြတာပါ။ဒါကြောင့်လည်းပွေးကြိုက်ခင်ပြိတက်တွေပေါ်မူတည်ရာရှုံမွေးတွေအနေနဲ့ဝင်းရံခဲ့ကြရတာဖြစ်ပါတယ်။ရုပ်ရွှေမန်တာရီဖို့ချေကတော့ဗလာဝဲတွေနဲ့တူလို့ရှိမှာဖြောပြေနေကြရသူပါ။တပီသူလုပ်ငန်းကြီးအနေနဲ့အလူအောင်မွေးကြောင့်မင်းမြမဆက်တပင်ကာလာရီနဲ့တူဖြောပြေလာကြရပါတယ်။ဒါကြောင့်လည်းမန်လေးတိုင်းအမရပူရာမြို့နယ်အတွင်းကကျွန်တော်ရွာသူရွာသားတွေအနေနဲ့ပုချစ်စကွဲဟိုပါတဝါကြီးတချို့လာကြရတာဖြစ်ပါတယ်။ကိုချင်းနေနေစပိုင်းမှာတော့နှညတာဖြောပြေမှုနဲ့တူကပြဖြောပြေကြတာဖြစ်ပါတယ်။ ဒါပေမဲ့လင်းပွေးကြိုက်ကင်ပရိသတ်တွေကြောင့်ထက်တိုးပွဲတွေကိုပါကပြပြပြလာခဲ့ရတာပါ။ဒါကြောင့်လင်း၃ရက်၃ရက်တိုင်တိုင်ဆိုသလိုရှုံပြေရုံရှဲကပြလာခဲ့တာဖြစ်ပါရီ။ကိုချီလီနေဘလာပွေးနေတူဖြော်ပြခဲ့သူဖြစ်ပေမဲ့လည်းတစ်ဖက်မှာချင်းချင်းတဲ့အားပေးမှုတွေကိုပါရရှိခဲ့တာပါ။ဒါကြောင့်လင်းသိန်းပေါင်း900ကျော်ဒီဝင်းရန်ခင်ခဲ့ရတာလေးဖြစ်ပါရီ။တေးဒိဆိုစီယာကြီးရှန်ထွန်းကတော့မိနာပုတ်ကြီးရဲ့ပွေးဆက်တွေကြောင့်ပြော့မဆုပ်ဖြစ်နေရတာဖြစ်ပါရီ။ဒါကြောင့်လင်းဘလာပွေးတညသိန်း950အထိရရှိလာတဲ့ပေါ်ခုံနေကြလေးဖြစ်ပါရီ။ မင်းသားပုချင်နေနဲ့မေရာဘူရာနဲ့အတူကားပြ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 ီးနာမှာတော့ဘူရာမြူနီစီကိုပါခီးတစ်ခေါက်ချီဆင်းတော်မှာပါဒါကြောင့်လင်းကွေးကောက်ရွာသူရသားရီနီနဲ့မင်းသားပုချင်ရဲ့ဇက်သမင်းလှကိုပါတစ်ဖက်မှာကြီးစုလာတော့မှလည်းဖြစ်ပါတယ်ပရိသတ်ကြီးကိုလည်းဇက်ဝရီနဲ့အတူတကြောပြန်ဖြုတ်ပြပေးလာတဲ့အချိန်မှာပဲဂိုယိုအပိမှုအများပြရရှိလာတဲ့ပုချင်လေးပေါ်မှာမြင်းလေးဒီကိုမျှဝေပေးခဲ့ပါအောင်ရှိအစုံကြီးကြီးစုအပိခဲ့ကြရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်